ရှင်စားဟောင်းနဲ့အတီးပြန်တွဲနေပြီဆိုပြီးကောလာဟလာတွေထွက်နေတဲ့ယုံတွေလွင်မှုပရိသတ်များလုံးမင်္ဂလာပါရှင်ဆယ်လင်းအစိုက်တာ page ကနေပြန်လေးကြိုဆိုလိုက်ပါတယ် မင်းသားကြီးလွင်မိုးရဲ့သမီးကြီးဖြစ်တဲ့ယုံရီလင်မိုးကတော့အခုချိန်မှာအိမ်ထောင်ခွဲတစ်ခုလက်ဘဝကိုရောက်ရှိနေပြီဖြစ်ပါတယ်။မြန်မာပြည်ရဲ့အားပေးမှုတွေကိုအချိန်တိုင်းခံနေရတဲ့ယုံရီလင်မိုးကတော့ပြည်သူချင်းအနုပညာရှင်လေးလို့ဆိုရင်လည်းမမှားပါဘူး။ဖခင်ဖြစ်သူကတခေတ်တကာမှဒိဋ္ဌိကျဲအောင်မြင်ခဲ့တဲ့မင်းသားကြီးတစ်လက်ဖြစ်ပြီးမြန်မာပြည်ရဲ့ရုပ်ရှင်ထုတ်လုပ်ရေးတွေမှာတကန်းတကန်းနာကနေအမြဲပါဝင်နေရတဲ့သူဖြစ်တဲ့အတွက်သမီးဖြစ်တဲ့ယုံရီလင်မိုးကလည်းအနုပညာလောကမှာခေတ္တရပ်တည်ခဲ့ရပါသေးတယ်။တချင်း MV တွေနဲ့ကြော်ညာတွေမှာအရှိန် င်ဝါကြီးကြီးနဲ့ပါဝင်နေခဲ့တဲ့ရုံးလင်လင်မိုးကတော့ယောက်ျားလေးပြိသက်များစွာရဲ့အသေးကိုအယယူနိုင်ခဲ့တဲ့သူပဲဖြစ်ပါတယ်။ဆက်ကျော်သက်ဘဝမှာအနုပညာလောကတွေကိုလှုပ်ရှားမှုအနှဲငယ်လုပ်နေတဲ့ချိန်မှာ သူမရဲ့အောင်မြင်ဆုံးအချိန်မှာပဲရုတ်တရက်ကြီးပရိသတ်တွေကိုသတင်းတခုပါလာခဲ့ရကြတော့မင်္ဂလာဆောင်တော့မယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ကြော်ကြားပြီးတော့အောင်မြင်ဖို့နဲ့ပရိသတ်တွေရဲ့အခြေခံရကအညွတ်တလူလူနဲ့တိုးတက်နေတဲ့အချိန်မှာအဲ့ဒီသတင်းကတော့ပရိသတ်တွေရဲ့ရင်ကိုခွဲခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီအချိန်မှာအသက်20တောင်မပြည့်သေးတဲ့အချိန်ဖြစ်ပြီးတော့နမကြီးမင်းသားတယောက်ရဲ့သမီးကအခုလိုမျိုးအရွယ်ငယ်ငယ်နဲ့အိမ်ထောင်ပြုသွားခဲ့တဲ့ဆိုတဲ့သတင်းကလူအများကြီးမှာအကဲရဲ့ခြင်းစရာကောင်းခဲ့ရဖြစ်ပါတယ်။လက်ထပ်လိုက်တဲ့သူကလည်း မော်ရာတယောက်ဖြစ်ပြီးအတိုင်းဝိုင်းကြီးကြီးတဲ့ကပဲဖြစ်ပါတယ်။ဒီမလိုမျိုးလူရိုးလူအေးလေးကအခုလိုမျိုးအမြန်လမ်းတက်ခရရတဲ့ပုံမှာဒီမရဲ့ပရိသတ်တွေကတော့မယုံကြည်နိုင်ဖြစ်နေကြပါတယ်။ဒါကြောင့်အကြောင်းရင်းတွေကိုလှန်လို့ပြီးတော့ရှာကြည့်လိုက်တဲ့အခါမှာဖြစ်နိုင်ခြေရှိတဲ့အကြောင်းအရာတွေများစွာပေါ်လာခဲ့ပြီးတော့ထင်ကြေးပေးကြရလဲထွက်ရှိလာခဲ့ရဖြစ်ပါတယ်။အရင်ထဲကမှနိုင်ငံတော်အုပ်ချုပ်ရေးမှာအကြီးဆုံးဖြစ်ခဲ့ပွေးတဲ့ပုဂ္ဂိုလ်တဦးရဲ့မြေးဖြစ်တဲ့သူကလူစိတ်ဝင်စားမှုအများဆုံးဖြစ်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီသူကတော့နာမည်တက်မပြောလဲအားလုံးသိကြတဲ့သူပဲဖြစ်ပါ ါတယ်။အကြီးကဲရဲ့သွေးသားတယောက်ဖြစ်တဲ့အတွက်နောက်ခံအင်အားအတန်းဝိုင်းအားနဲ့အနုပညာလောကကိုကလေးကစားစရာလိုမျိုးမထင်ရင်မထင်သလိုဝင်ကစားတတ်တဲ့သူပဲဖြစ်ပါတယ်။မိန်းသမီးတွေကိုစိတ်ကြိုက်တွဲပြီးတော့အန်တာကြံလွန်တဲ့အတွက်သူနဲ့တူပျော်ပါနိုင်ဖို့အခွင့်အရေးဆောင်နေကြတဲ့မိန်းသမီးတွေတောင်ရှိနေရဖြစ်ပါတယ်။အဲ့ဒီထဲကမှယုံရီလွင်မိုးကသူမရဲ့ကြော်ကြားချိန်နဲ့တိုက်ပြီးအဲ့ဒီလူနဲ့အတူတွဲခဲ့မိတာဖြစ်ပါတယ်။တွဲခဲ့ကြပေမဲ့အကြောင်းမျိုးမျိုးကြောင့်မတွဲရပါဘူးဆိုပြီးသတင်းစာရီထဲမှာတောင်ထည့်ပြီးတော့ဖြည့်ရှင်းချက်တွေပြုလုပ်ခဲ့တဲ့အထိ အခြေအနေတွေဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ဖြည့်စင်းချက်တွေပြီးပြီးမကြခင်မှာပဲရုံးတွေလင်မို့ရဲ့မင်္ဂလာသတင်းထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒါကြောင့်မယ်အလုံးကတော့ထင်ကျင်တယ်လို့ထင်ခဲ့ကြတာပဲဖြစ်ပါတယ်။အခုကမှလည်းအိမ်ထောင်ခွဲသွားပြီဖြစ်တဲ့ယုံရီလွင်မိုးကအဲ့ဒီလူနဲ့ပြန်တွဲနေပြီဖြစ်ကြောင်းကောလာဟလာတွေထွက်နေခဲ့ပြီဖြစ်ပါတယ်။စင်ကာပူမှာအတူရှိနေတဲ့ပုံတွေကိုတွေ့ရတဲ့သူတွေကလည်းရှိကြပဲမယ်။ပြောနေကြပဲမယ်လည်းအတိပြုစရာတော့မရှိသေးပါဘူး။ဘယ်လိုပဲပြန်တွဲပါစေယုံရီလွင်မိုးကအလုံးရဲ့အချစ်ကိုရရှိနေအောင်မဲ့ကောင်မလေးတယောက်ဖြစ်တဲ့အတွက်သူ့ကိုအားပေးမဲ့သူတွေကတော့ရှိနေစမြဲပဲဖြစ်ပါတယ်။ အိမ်ချောင်ခွဲရတောင်မကြသေးပဲရေစာဟောင်းနဲ့ပြန်ပြီးတော့သတင်းထွက်နေတဲ့ရုံးရီလွင်ဘုံပေါ်မှာပရိသတ်ကြီးတို့ရဲ့ထင်မြင်ချက်တွေကိုလည်းခေါမတ်မှဝေမျှခဲ့ပါအောင်ရှင်အစောင်းတိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတစ်ပဲတင်ရှိပါတယ်ရှင်